ဒီနေ့ဘုရားသခင်ကျွန်တော်တို့အတူရှိမယ်လို့ထားရခဲ့ဒီကျွန်တော်တို့ဒီနေ့ကိုးကွယ်ဘုရားဘာဘုရားလဲအီမာနီလာသိကောင်းတယ်နော်မမေ့နဲ့နော်ကျွန်တော်တို့ဒီနေ့ကိုးကွယ်ဘုရားဘာဘုရားလဲအီမာနွေလာအီမန်နျူအယ်ဆိုတာအတိတ်ဘာလဲ God with us ဟုတ်တယ်အဲ့ဒါမမေ့နဲ့တခါခါကြမင်းတို့ဘုရားမြင်ရလဲမမြင်ရဘယ်မှာလဲမင်းတို့ဘုရားအမေးမခံရဘူးလား ဟုတ်တယ်အမေခံရတယ်ကိုစင်နိုင်ဘလို့ဖြစ်မလဲမမလည်းမင်းတို့ဖရားလို့မင်းဖရားတခင်ငါနဲ့တူရှိနေတယ်နော်ဖရားငါနဲ့တူရှိနေတယ်ငါအထက်မှာရှိတယ် with us in us နော်ကျွန်တော်နဲ့အတူလည်းရှိတယ်ကျွန်တော်အထက်မှာလည်းရှိတယ်အော်ဩစီယားဘာမအဲ့ဒီအဖြေကလွယ်သလားခက်သလား ဘသူကပြောထားလဲအဲ့ဒီအဲ့ဒီအဖြေပေးဖို့ဘသူကပြောထားလဲဖခင်ကပြောတာနော်ကျွန်တော်ဓမ္မသစ်ထဲမှာဆိုရင်တို့ချင်းရှာရှာတစ်ခုရှိနော်ရှင်မသက်ခရင်နောက်ဆုံးခန်းမှာယေရှုခရစ်တော်ကပြောတယ်သူတပည့်တော်တွေနောက်ဆုံးမှာခန်းကြီး28အပိုင်ငယ်20လောက်မှာလာနော်နာဒီတင်းတို့ကပေးသမျှသောပြည့်ညက်တော်တို့ကိုစောင့်ရှောက်စေခြင်းကဆုံးမဩဝါဒပေးကြလော့ ငါဒီလေကက်ကဘာကုံသည့်တိုင်အောင်တင်တို့နှင့်အတူအစင်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန်တော်မူ၏တဲ့အဲ့လိုပြောတယ်အဲ့ဒီကတော့အဲ့စလုံးလေးကအစင်မပြတ်ကက်ကဘာကုံသည့်တိုင်အောင်အာရစ်စစ်တယ်ခွန်အားရစီရဘုရားတကယ်ကျွန်တော်တို့အစင်မပြတ်ကိုနေပါ ကကဘာကုံသေးတဲ့အောင်ကျွန်တော်တို့သူရှိနေမှာအဲ့ဒါပြီးရင်ကျွန်တော်တို့ကဘယ်သွားမှာလဲကကဘာကုံပြီးရင်ဘုရားသခင်ရှိတဲ့နေရာမှာကျွန်တော်တို့ကဟုတ်တယ်အဲ့ကြတော့အခုကျွန်တော်တို့ရှိတဲ့နေရာမှာဘုရားကကျွန်တော်အတူရှိတယ်လို့တနေ့ကျရင်ကိုရောရှိတဲ့နေရာမှာကျွန်တော်တို့ကအတူသွားရှိနေအောင်ဟာအမြဲတမ်းအတူတူပဲနေတမ်းတူတူပဲအဲ့လိုအမြဲတမ်းနေဖို့အတွက်ဘယ်သူကလုံမှာလဲ ကိုတော်ပဲနော်ကိုတော်ပဲအခုကျွန်တော်တို့စီမှာလဲလာပြီးတော့ကျွန်တော်နှလုံးသားထဲမှာဝင်ကိန်းဝင်တယ်ငါဒီတကားရှိမှရရွေခောက်လဲနေအချင်းသူဒီငါအတန်ဝန်ချရွေတကားကိုဖွင့်ဟထိုးသူရှေ့ရတော့ငါဝင်မယ်တဲ့ထိုးသူဟာသူငါနဲ့တူစားတော့မယ်သူလဲငါနဲ့တူစားတော့မယ်ဂရီတော်နော်ဘုရားသခင်လာမယ်ဆိုဂရီတော်သူစီကိုခေါ်မယ်ဂရီတော်ကတော့ဘာဖြစ်လဲငါရှိတဲ့နေရာမှာ မင်းကိုရှိဖို့မင်းကိုငါထံကိုတင်ဆဲမှာ တအားကိုခိုင်ခန့်လွန်းနေဗျာသိလားအဲ့ဒီအရာတော်တော်ကိုအရေးကြီးတယ်အဲ့ဒီအရာကိုကောင်းကောင်းရလိုက်တာကဘယ်သူရလိုက်လဲဆိုတော့ဒါဝိဒ်ကရလိုက်တယ်အင်မတန်နာမည်ကြီးတဲ့ဆာလံပါလေဆာလံ23เนาะသာရဖျားသည်ငါ့သိုးရင်းဖြစ်တယ်လို့ပြောပြီးတော့မှအလေလောက်မှပါရတယ်သိလားအပိုင်ငါးလောက်မှလားဘယ်လောက်လဲ၃လောက်မှလားဆက်တော့ကြည့်အောင် အကယ်၍သမီးရိတ်လွမ်းမိုးသောဂျိုင်ထဲသို့ရှောက်သွားရတော့လေဘေးရန်နဲ့ကို မကြောက်ပါတဲ့အကြောင်းမူကားလာပြီနော်ကိုတော်သည်အကျွန်ုပ်နှင့်အတူရှိတော်မူသည် ဖြစ်၍လှန်တန်တော်နှင့်တောင်းဝေးတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏အဲ့လိုသွားတာအကြောင်းမူကားဆိုတော့တော်တော်ရေးကြည့်တယ်နော်သူဘာလို့မကြောက်တာလဲသူဘာလို့မကြောက်တာလဲကိုတော်ကအကိုတော်သူရှိနေတာတဲ့ လန်ဒန်တော်နဲ့တောင်ဝေးတော်တော်တော်လို့ထင်တာတယ်နော်လန်ဒန်တော်နဲ့တောင်ဝေးတော်ဆိုသူကန်နေတဲ့ဟာကိုပြောနေမှာဘူးနော်ဖျားသခင်ကသူ့ကိုကြွယ်ကာမဲ့အရာကိုပြောနေတာဖျားရဲ့ကြွယ်ကာမှုကိုပြောနေတာလန်ဒန်တော်နဲ့တောင်ဝေးတော်ဒီအချင်းတို့ကိုချမ်းသာစေပါ၏အဲ့ဒါကိုကောင်းသွားတည်နော်နောက်အဲ့ဒါလည်းမကောက်တော့အဆုံးသက်မှလည်းသူပါရေးထားတယ်အကယ်စင်စစ်တဲ့အကျွန်ုပ်တည်ဤတဲ့ဂျေဇုနဲ့ဂယုနာကိုတတလုံးခံစား၍ တစ်သက်လုံးဆိုတော့အခုကျွန်တော်ဒီနေ့အသက်ရှင်နေမြတ်ကာလပတ်လုံးဒါနမပြီးသေးဘူးနော်သာဝရဘုရားရဲ့အိမ်တော်မှာလည်းအစင်အမြဲနေအောင်မယ်ကောင်းကောင်းမှုတို့တည်ကောင်းကောင်းမှုတည်ဆိုတော့ဒီနေ့ကျွန်တော်ဒီယုံကြည်သူတွေရဲ့အသက်တံအဲ့ဒါကတကယ်ကိုအရေးကြီးတဲ့အချက်နော်ကျွန်တော်နဲ့တူဘုရားသခင်ရှိနေတယ်ဆိုရင်ကျွန်တော်ကကြောက်စရာလည်းမလိုဘူးသာဝရဘုရားသည်ငါ့ဘဏ္ဍာရှိ၍ငါသည်အဘယ်သူကိုကြောက်လိုက်ရအနည်းတဲ့ ဟာအဲ့လိုသွားတာငါဘသူ့ကြောင်းမှလဲဘုရားငါဘက်မှာရှိနေတာပဲငါဘက်မှာရှိတဲ့သူဟာလောကဘက်မှာရှိတဲ့သူတည်းတာ၍ကြီးတယ်နော်တာ၍များတယ်အဲ့လိုပြောတာတာ၍လည်းများလည်းတာ၍လည်းကြီးတယ်အာဘုရားအကူရဘလောက်ဒီစိတ်ချစရာကောင်းတယ်ကျေးဇူးတော်ပြန်အားပေးခြင်းတယ်စိုးရိမ်စရာကောင်းတဲ့ဒီလောကကြီးထဲမှာနော်ဘာပဲဖြစ်နေသည်ဘလို့ပဲလောကကြီးမောက်လန်နေပါစေเนาะဘုရားသခင်ကအားလုံးကိုဘာဖြစ်နေလဲ ကြီးနေတယ်သူ setting ရှိတယ်နော်အဲ့ဒီယာကုပ်ကိုပြောတဲ့အခါမှာယာကုပ်ပြောတဲ့အခါမှာအဲ့ခဏကျွန်တော်တို့တော့37မတိုင်ခင်မှာလေ2855မှာလေသူပြောလို့သိလားဂတိသာသည့်အတိုင်းမပြေစုံမိရဲ့နော်သင်ကိုငါမစွန့်ဟုမိန်တော်မူသူဂတိထားတဲ့အရာတွေရှိတယ်အဲ့ဒါတွေမပြေစုံခြင်းလို့ပြောထားတယ်ပြောချင်တာကသူ့မှာဘုရားသခင်ကျွန်တော်တို့ plan မရှိဘူးလားရှိတယ်နော်အဲ့ဒီ plan တိုင်းလုပ်ကိုလုပ်မှာ ဒါမှမဟုတ်ကျွန်တော်တို့ခရစ်တော်ကဆူတောင်းချက်ကျွန်တော်တို့ကိုသင်ပေးတဲ့အခါမှာနော်ဘာတခုသင်ပေးလဲအရင်ဆုံးဆူတောင်းတဲ့အခါမှာ thy will be done no mm thy will be done on us as it is in heaven no pure no ကောင်းကင်ဘုံနဲ့ကိုရောအလိုတော်ပြည့်စုံသည်လို့မြေကြီးပေါ်မှာလည်းပြည့်စုံပါစေလို့အဲ့ဒါဆုတောင်းခိုင်းတယ်ဖခင်ရဲ့အကြံစီတော့လုံးဝပြည့်စုံဘာကြီးဘလို့ပဲဖြစ်နေမှာစီပြည့်ကိုပြည့်စုံ ဒါကြောင့်ကျွန်တော်ယုံကြည်တယ်နော်ဒီနေ့ဘလို့ပဲကမောက်ကမ္ဘာတွေဘလို့ပဲဖြစ်နေပါစေဖရာသခင်ဘာဖြစ်လဲအကျံစီနဲ့အစီစဉ်ကတော့ရှိနေတယ်အဲ့ဒီတိုင်းသွားအောင်အဲ့ဒီတိုင်းသွားမှာဘာကြောင့်လဲဆိုတော့တမိုင်းတစ်လျှောက်ကိုကြည့်တဲ့အခါမှာ empire တွေအများကြီးပေါ်ခဲ့တယ်အဲ့ဒီ empire တွေမှာနော်အရှုံးနိုင်တွေရှိခဲ့တယ်နော်ဖရာသခင်လူမျိုးတော်တွေလည်းပဲဖရာကိုပြစ်မှားတဲ့ကြောင့်ဘာဖြစ်လဲအိုးဘာဘီလုံမှာသွားပြီးနှစ်ခုနှစ်ဆရာသွားတယ်အီဂျစ်မှာသွားပြီးနှစ်ပေါင်းရာနဲ့ကြီးတယ်၄၀၀လောက်နော်အဲ့လိုနေရာအနှံ့မှာနော် ုံပန်းအင်းနဲ့သွားခဲ့ရပြီမဲ့လို့ဘုရားသခင်ကသူ့အချိန်တန်တဲ့ခါမှာတော့ပြန်ပြီးတော့ခေါ်လာတယ်ခေါ်လာ ပြီးတော့သူ့နေရာမှာသူပြန် तू तू သူ့ရဲ့အကြံစီအကုန်ရှိပြီသားအားလုံးအဲ့ဒါကိုအာဗြဟံကိုအတိမပေးဘူးလားပေးတယ်အာဗြဟံကပြောတယ်အေးတဲ့ဒီနေရာမှာတော့ဒီနေရာကိုတကယ်ရမယ့်အချိန်အရပဲချိန်လေလူမျိုး40လွန်ပြီးမှအားနဲ့လာပြီးတော့ဒီနေရာကိုယူမယ်အခုအခုအစ္စရေလတွေနေရာနော်အဲ့ဒါအာဗြဟံလက်ထက်တည်းကစအကုန်တော့ပြောပြီးသား သူတို့ကဘုရားသခင်ဘာဖြစ်လဲ plan ကရှိပြီသားဒါကြောင့်ဘုရားသခင် plan ရှိတဲ့ကြောင့်မို့အလိုတော်ပြည့်စုံပါစေလို့ဆုတောင်းမှုပဲနော်ဒီနေ့ဒီလောကရဲ့အခြေအနေအားလုံးလည်းပဲရှိနေတယ်နော်ဘုရားရဲ့ contingent plan လည်းရှိတယ်တယောက်တယောက်စီတိုင်းတွေ့လဲကျွန်တော်တို့ဘုရားသခင်အစီအစဉ်တွေရှိတယ်ကိုစစ်နိုင်ခဏလာတဲ့ तू ကအတူချုပ် तू ကပြောလို့တာကိုစစ်နိုင်ကတကယ်ဆိုရင်ဘုရားကိုလက်ခံဖို့တအားခက်တဲ့သူနော်တအားခက်တဲ့သူက ဒါမှလို့ဘုရားသခင်ရဲ့ဝိညာဉ်တော်သူ့ကိုတိုးထိလာတဲ့ခါကျ तू ဘာဖြစ်လဲ तू သူ့ရဲ့မာတဲ့အရာတွေကအရေးပြောသွားတာပေါ့ဗျာနော်အရေးပြောသွားတာပေါ့အခုချိန်မှာဆိုတအားရိုင်းနေပေါ့ဗျာနော်မာတဲ့သူတယောက်ကဘာဖြစ်သွားလဲအင်မတန်နူးညံ့ပျော့ပြောင်းသွားတာအဲ့ဒါတော့ဘုရားသခင်ရဲ့လှုပ်ဆောင်မှုပါပဲအကောင်းဆရာလှုပ်ဆောင်မှုဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်အားပေးခြင်းနော်တမန်ကျမ်းစာမှာ ဘုရားသခင်ကဘလို့ရှိခဲ့တယ်လေเนาะဘလို့ကယ်ခဲ့တယ်လေဘလို့မဆခဲ့တယ်လေအခုယာကုပ်ကိုပြောခဲ့တယ်ပြီးသွားတဲ့ခါကျတော့ယာကုပ်ကเนาะဟိုဘက်ကိုရောက်သွားတယ်သူအဲ့တော့90လောက်ပဲရှိတယ်ပြောတယ်လူတွေအများကြီးတိုးပွားလာတယ်တိုးပွားလာပြီးတော့နောက်ဆုံးကျဘာဖြစ်လဲဟာမဖြစ်ဘူးဒီလူမျိုးတွေကငါတို့ကိုနောက်ကျရင်ဘာဖြစ်လဲပြန်ပြီးတော့မှဒုက္ခပေးနိုင်တယ်ဆိုပြီးတော့သူတို့ကိုကျုံပြုတ်လိုက်တယ်ကျုံပြုတ်ပြီးတော့ဘုရားသခင်ကပြန်ပြီးတော့မောရှိအပြင်သူတို့ကိုပြန်ပြီးတော့ကယ်ထုတ်တယ်เนาะကယ်ထုတ်တဲ့အခါမှာလည်းဘုရားသခင်က သူတို့နဲ့အတူရှိကြအောင်ကျန်းစာကနေပြီးတော့ကျွန်တော်တို့တွေ့ရတယ်ပင်လယ်ကိုဘာဖြစ်ခဲ့လဲပင်လယ်ကိုဖြတ်တယ်နော်ဟုတ်တယ်သူတို့နဲ့အတူရှိနေတဲ့အကြောင်းကိုဘာတဲ့တက်တဲ့ထူလဲတဲတော်ဆောက်ခိုင်းတယ်နော်တဲတော်ဆောက်ပြီးတော့ငားတဲ့အေးမိုးတိတ်အားဖြင့်အဲ့မတီးရဆွေးနဲ့နော်ဒီလိုရှိမယ်အဲ့မှာမစ္စကန်းချရမယ်အဲ့လိုလုံးရမယ်ဖျားနဲ့မိသားရဖွဲ့ရမယ်စသဖြင့်ပေါ့နော်ဟာကြီး तू ရွေးထားတဲ့ तू လူမျိုးတော်နဲ့ तू တောင်းလျှောက်ပါဖြစ်လေရှင်းနေတာ ရှိနေတယ်ကျွန်တော်ပြန်စဉ်းစားရတဲ့အခါမှာနော်ဘုရားသခင်ရဲ့အတူရှိခြင်းကိုကျွန်တော်ခံစားရတယ်နော်အဲ့ဒါအဲ့ဒါကို မမေ့ရဘူးနော်အခုဓမ္မဟောင်းကျောင်းကိုကြည့်တဲ့အခါမှာဘုရားတောင်းလျှောက်ရှိနေတယ်နော်တဲတော့ဆောက်ခိုင်းပြီးတော့ကိုသူရှိနေတယ်သူဒီအလဲမဟုတ်ရှိတယ်နော်သူ့ကိုအဲ့တဲရဘယ်မှာဆောက်ရတာလဲအလဲကမှဆောက်ဘေးမှာဆို၄တက်၄တက်၄တက်နော်၁၂ခုမှာနော်အ၃တက်၃တက်စီရှိတယ်၃လေးလေးစနစ်နော်အဲ့လိုမျိုးလေးတွေဘုရားက အစီအစဉ်နဲ့သူကဘာလဲသူ့လူမျိုးတို့ကြားထဲမှာသူနေခဲ့တယ်ဆိုတော့အခုဒီမှာရှိတဲ့ညီကောင်မတွေဖခင်ရဲ့အတူရှိခြင်းကိုကျွန်တော်တို့တကယ်ခံစားသလားနော်အဲ့ဒါကိုအမြဲတမ်းစဉ်းစားပါမမေ့ပါနဲ့ဖခင်အတူရှိခြင်းကတည်ရဲ့ကြီးပါတယ်နော်အဲ့တော့အင်မတမအရေးကြီးတဲ့အဖြစ်အပျက်နှစ်ခုရှိခဲ့တယ်နော် Shadrach Meshach Abednego ဟုတ်တယ်သူတို့တွေကသူတို့တွေက ဘယ်သေးကိုချက်ခံလဲမိတယ်ကိုချက်ခံဘာဖြစ်လို့ချက်ခံဟုတ်တယ်ရုပ်တူကြီးလောက်တယ်နော်ဘသူကလောက်တာလဲအဲ့ရုပ်တူကြီးကိုဟုတ်တယ်အဲ့ဘယင်းရဲ့နာမည်ကိုသိလားနေဘုခတ်နေစာဆိုတဲ့ဘယင်းကြီးက तू ကရွှေရုပ်တူကြီးလောက်တယ်ဘယ်နဲ့တောင်ရှိတယ်လို့ပြောလဲ60နဲ့6တောင်နော်အတောင်60အနံ6တောင် အတောင်ကအမြင့်ကတော့အတောင်60အဲ့တော့ဟို66ဆိုအဲ့လိုမှတ်လိုက်တယ်နော်အတောင်60ကပါလေအမြင့်ဒီအနံကတော့6တောင်66 38ပေါ့နော်78ပြီဟိုကအမြင့်ကတော့အတောင်60ဆိုတော့ပြီး180ပေါ့နော်အေးအဲ့ဒီရွှေထူးလို့အဲ့ဒါယူကိုးခွဲခိုင်းတာပေါ့ဒါမှမဟုတ်တို့ရောဖြစ်လေမကိုးခွဲမကိုးခွဲတော့ဘယ်တော့ချက်ခံလဲမိတဲ့ချက်ခံမိတဲ့ချက်ခံတဲ့အခါမှာတို့ဘယ်နှစ်ယောက်ကိုချလိုက်တယ်ဒိုင်လာပါလာဟိ တိုင်လာတော့မပေါ့နော်တိုင်လာမပေါ့ဒါနဲ့အဲ့ဒီအခမ်းအနားပေါ့ရှိလားမသိဘူးနော်ရှိတယ်ဆိုရင် तू ကပါ तू ကဒါဆိုရင်ဝိပ္ပုလို့ပေါ့စဉ်းစားကြရတယ်နော်အဲတော့အမိန်ပေးတဲ့သူတွေမှာပါမှာဟုတ်နော်ဟုတ်တယ်အဲ့ဒီ၃ယောက်ကမဖြစ်လေလုံးဝပဲသူတို့ပြောတဲ့စကားသိတဲ့ပေါ်ကြတယ်သူတို့ကပြောတယ်တိရ ကျွန်တော်တို့ကိုးကွယ်သောဘုရားသခင်သည်အဲ့ဒါလေအခန်းကြီး3အပိုင်း16မှာတိလာအကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်သည်မီးလောင်လျက်ရှိသောမိဘတွေကအကျွန်ုပ်တို့ကိုကယ်လွတ်နိုင်တော်မူ၏ကိုရောဤလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်ထို့သောကယ်လွတ်တော်မမူတော်လဲအရှင်မင်းကြီးတဲ့ကိုရောဤဘုရားတို့ကိုကျွန်ုပ်တို့သည်ဝမ်းမပြူပါတဲ့တည်ထားတော်မူသောရှေးဥထုကိုလည်းမကိုးကွယ်ပါဟုပြန်လျှောက်၏အာသူတို့အပြတ်ကိုညံ့တယ်နော်ဘယင်းကပို့တော်သားဖြစ်တာဟုတ်နော်အပို့တော်သားဖြစ်တယ် ပူဒေါသဖြစ်တော့မလုပ်လဲနှစ်ဆလားခုနှစ်ဆလားခုနှစ်ဆခုနှစ်ဆနော်အိုးအဲ့ဒီမိဘလောက်ပြင်းတယ်လေကိုစိုးတရားကြီးအော်တွန်းချရတယ်သူတွန်းချရတာကျွန်တော်တို့မျက်စိနဲ့မြင်ကြရတယ်အဲ့ဒီအဲ့ဒီလူတန်ကြီးတွေဖြင့်ဖြင့်ပါနော်လူတန်ကြီးတွေကနေတော့မှအဲ့ဒီလူနှစ်ယောက်ကိုတယောက်ကလက်တစ်ဖက်ကို ိုင်မလားเนาะတပတ်ကကျွန်တော်ကလမ်းမလမ်းသိတော့မှဒီလိုရမ်းပြီးတော့မှတခါတည်းလွှဲပြီးเนาะပြစ်လိုက်မှထင်ပါတယ်သူတို့လည်းအထဲတက်ကိုမကြရင်သူတို့ဘာဖြစ်မလဲအဲ့သူတို့သူတို့ကခံမှလေအဲ့တော့သူတို့ကမိဖို့တွေကြအောင်မိဖို့နဲ့ဘာဖြစ်လဲနီးနိုင်သမျှနီးအောင်သွားပြီးတော့သူတို့ပြောတော့မိဖို့နောက်တအားကတ်လွန်းလိုက်တော့ကြောင့်မို့သူတို့ဘာဖြစ်လဲပြစ်ချတဲ့သူတွေတောင်တည်သွားတယ်ပြောတယ်မိ happy တည်တယ်ပြောတယ်မိဘလောက်ပြင်းလဲတော့မပြောနဲ့ဒါမှမဟုတ်အထဲတက်ကိုကြတဲ့သူတွေကဘာဖြစ်သွားလဲ အမေသူရဧဇဒဗျာနော်ဝန်တုံလုံးနေကြရှင်မလားအေးဘယ်နှယောက်လဲခြေထဲမှာ၄ယောက်၄ယောက်ဖြစ်သွားတယ်တဲ့နော်အဲ့ဒါကိုအပြည့်လို့မြင်နေရှင်မြန်လဲမြင်ဟာခြားတော့တုံးအောင်ထဲမဟုတ်လားတဲ့နော်သူတို့အပေါ်များကြည်လားမသိဘူးညအခု၄ယောက်ဖြစ်နေတယ်တဲ့တယောက်ကတော့ဖျားသားနဲ့တူတယ်အဲ့လိုဖျားသားနဲ့တူပြောတယ်နော်အဲ့ဒါတော့ဒိုင်လာနော်ဒါ BC 900လောက်ပတ်ဝန်းကျင်လောက်ကဖြစ်ခဲ့တဲ့ဖြစ်ဖြစ်အဲ့ဒါကိုကျန်းစာကောင်းကောင်းမှတ်တမ်းတင်ထားတယ် သူတို့ကမိဘူထဲမှာဘုရားသခင်ရဲ့သားနဲ့တူဆိုဘုရားသခင်ကဘာဖြစ်လဲမိထဲမှာလည်းအတူရှိနေတယ်အဲ့တော့အဲ့ဒီမိဘဝမိဟတဲ့လူတော်တေးပေမဲ့လို့သူတို့မိထဲမှာကြတဲ့သူတွေကမတေးရတဲ့အကြောင်းရင်းသည်ဘာလဲအတူရှိခြင်းပဲအဲ့ဒါခွန်အားယူစရာပဲနော်ဘုရားသခင်ကသူတို့နဲ့အတူရှိနေတယ်ရေထဲမှာဖျက်လျှောက်တဲ့ခါမှာလည်းဣသရေလလူမျိုးတွေတိမ်ပေါင်း20လောက်ရှိတယ် နော်20နဲ့အထက်မှာပဲရှိမှာဘာကြောင့်လဲစစ်တိုင်နိုင်တဲ့အင်အားကြီးပဲစစ်တိုက်တယ်ဆိုတော့16 20ရဲ့အထက်ကိုသွားတာဟုတ်နော်အဲ့ဒါကြီးပဲ6သိန်းရှိတာဟုတ်နော်6သိန်းဆိုတော့ကျန်တဲ့ဟာ30အနည်းဆုံးရှိမှာလေနော်ကလေးနဲ့မိမပိုင်းညာနေဆိုတွက်လိုက်မယ်ဆိုရင်အားလုံးကပြောကြသိန်းပေါင်း20 2တန်းကျော်လောက်အဲ့ပင်လေးကြီးကိုဖျက်လျှောက်ပင်လေးကြီးကိုဖျက်လျှောက်နင်မွန်းလိုက်မနင်မှုဘူးသူတို့ဘယ်လိုလျှောက်ရတယ်ပြောရသေးလား6 6တွေ့ရမျိုးပေါ့အဲ့ဒါကျန်းစာကောင်းမှန်တန်းနေတာ ်၆တွေးတယ်မြန်တော့ဆူ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 ဘွတ်ထဲမှာမဟုတ်ဘူးနော်၆တွေးတယ်မြေပေါ်မှာရှောက်ရတယ်အော်စရာကြီးဟိုင်ဝေးလမ်းမကြီးလုပလိုက်တာလုပလိုက်တာဖျားသခင်မြန်နော်သူ့အတွက်ခက်ခဲဆိုတာဘာမှမရှိသူ့အတွက်ခက်သူ့လှုပ်ချပြီးအကုန်လုံးဘာကြောင့်လဲဆိုတော့ဒီကဘာကြီးကသူ့ရဲ့နှုတ်တော်တဲ့စကားနဲ့ဖန်ဆင်းတာကုန်းပေါ်စီဆိုပြန်ဘာဖြစ်လဲကုန်းပေါ်တာပဲအလင်းဖြစ်စေဆိုအလင်းဖြစ်တာပဲနော် ရေသရဝပြန်တက်တဲ့ဟာလေသရဝနော်အကုန်တားရင်တားရဲ့ဖြစ်စီဖြစ်စီလို့ပြောလိုက်တာမှဖြစ်ပြီလေဖြစ်ပြီပဲ။အော်အော်ဇီယဖြစ်ကလေးဆန်းတယ်ဖြစ်တာလည်းမဟုတ်ဘူးနော်အကုန်လုံးကစနစ်တကျတယ်ပဲ။အားလုံးကစနစ်တကျတယ်ပဲ။အကုန်လုံးက DNA ရှိတယ်။အကုန်လုံးရှိတယ်။အော်ဇီယအဲ့တော့ဘုရားသခင်ရဲ့ညံတော်ဟာအနန္တအဲကြောင့်အခုဒီနေ့ကျွန်တော်ခုနကကိုစိုးစရာပြောတဲ့ He is able ပေါ့နော်။ ဘုရားသခင်တတ်နိုင်တယ်ဘုရားသခင်တတ်နိုင်တော့ဘုရားရဲ့တတ်နိုင်ခြင်းကလေခင်ဗျာစဉ်းစားကြည့်လိုက်ပါနော်အခုလောလောဆယ်အခုဖြစ်ပျက်နေတဲ့ဒီလောကကြီးထဲမှာရှင့်နေတဲ့ကျွန်တော်မျက်စိနဲ့မြင်တဲ့ဆန်းတက်လို့ရတဲ့အရာတွေထဲမှာကိုကျွန်တော်နားမလည်နိုင်ဘူးကျွန်တော်မျက်စိအကြောင်းနားမလည်နိုင်ဘူးကျွန်တော်နှလုံးကိုအကြောင်းနားမလည်နိုင်ဘူးကျွန်တော်အသေးကျွန်တော်ကြောက်ကကျွန်တော်ဘာမှနားမလည်နိုင်ဘူးနော်အထဲထဲမှာအကုန်ဆက်သွဲထားတာအကုန်ဆက်သွဲထားတာဘလောက်အဝဇက်ကောင်းလဲနော် အဲ့တော့အောင်ဩဇီယာဆိုလေတခြားမှာသွားမရှာဘူးတခြားစအောင်ဩဇီယာဘယ်မှာရှိနေလဲကိုစီမှာပဲနော်အဲ့ဒါကျွန်တော် professor ပြောတော့ကျွန်တော်မမေ့နိုင်ဘူး greek greek professor တယောက် professor park သူ့နာမည်အပြည့်စုံတော့မသိတော့သူပြောတယ်အဲ့တုန်းကလည်းဟိုဟိုဖြစ်တာနော်ဟိုခရိယန်တော်တော်များကြီးရလေဟိုမနမိတ်လက္ခဏာဟိုဘာလဲယောဂပျောက်တယ်ဘာညာပေါ့နော်တော်ကြကျွန်တော်ကြောင်းသားထဲမှာပဲနော်တယောက်က cancer ဖြစ်တော့ အဲ့တော့မင်းအဲ့မသွားနဲ့တော့တဲ့နော်ဘာဖြစ်တယ်ညာဖြစ်တယ်သူပြောတာပေါ့နော်သူသွားလားမသွားလားတော့မသိဘူးအဲ့ဒီအဲ့ဒီအကြောင်းသားဆုံးသွားတယ်သူမျက်နှာလေးတော့ကျွန်တော်ခရစ်တီမြင်တော့မယ်တအားစလဲတအားတော်တယ်နော်သူသဖြင့် Greek မှာတအားတော်တယ်ဒါမှသူအဲ့ဒီကင်ဆာဖြစ်ပြီးဆုံးသွားတယ်သိမကြလိုက်ဘူးဆိုတော့နမိတ်လက္ခဏာကတဲ့ဘယ်မှမသွားရှာစံမလို့ဖျားကငါတို့ကိုဖန်ဆင်းထားတာကိုအော်စရာကြီးအော်စရာကြီး အခုတပြူဟာကို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 အားငယ်နေတာဘာမှအားငယ်စရာလည်းမလိုဖန်ဆင်းခြင်းအကြောင်းကိုစက်ဖတ်လိုက်လူကိုဘယ်လိုဖန်ဆင်းထားတာလဲဟောသူရဲ့တဒဏ္ဍောနဲ့ညီတော့ in this like in this image အလိုပြောရတာလူစီမှာအကုန်လုံးဘုရားသခင် power အကုန်ထည့်ထားတယ်အော်ဆရာနော်အဲ့ဒါဘာမှအားငယ်စရာကိုမရှိတာလှတယ်လို့ဘာလို့ဆိုတာတွေကလေဟာဘာညာကွက်ကွက်လေအခုလူတွေတင်စားပြီးပြောနေဆိုတာလည်းပဲ အလှဆိုတာဘယ်သူမျက်စိထဲမှာမရှိတာအဲ့ကြည့်တဲ့သူရဲ့မျက်လုံးထဲမှာပဲကြည့်တာရှိတာနော်ကိုကိုကိုလှတယ်လို့ကြည့်နော်မနဲ့မှာနော်အဲ့ကတည်းကကိုကိုကိုစိုးတဲ့အလူကြီးနော်အင်းမနဲ့မှာတော်တော်ချောတဲ့ငါပါလားပေါ့နော်အေးတော်တော်ချောတဲ့ငါပါလားလို့ပဲကြည့်ပါနော်ကိုကိုတချို့စိတ်မကြည့်တော့ငါနှာခေါင်းငါမကြိုက်ဘူးလို့เนาะငါမျက်ခုံးမကြိုက်ဘူးလို့မလုပ်ပါနဲ့เนาะ မျက်ခုံးတွေစိုက်ဖို့လည်းမစင်းစားပါနဲ့နော်မြို့မြို့ပဲနော်ဘုရားကကျွန်တော်တို့ကိုဖန်ဆင်းတာသူသူရည်ရချက်ရှိတယ်နော်သူရည်ရချက်ရှိတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါဗျာနော်ဘုရားသခင်တက်နိုင်တယ်ဆိုတဲ့အရာလေးကိုလည်းကျွန်တော်ဒီနေ့ဘုရားကစကားပြောနေဟုတ်တယ်တကယ်တက်နိုင်တာပေါ့တိတ်တက်နိုင်တာပေါ့နော်သူအတူရှိနေတယ်နော် BMF နဲ့လည်းသူအတူရှိနေတာကျွန်တော်တယောက်စီနဲ့လည်းသူအတူရှိနေတယ် အားလုံးနဲ့သူဘုရားသခင်ကအတူရှိနေတယ်။သူတုံးကျင်တဲ့လူကိုသူတုံးလို့ရတယ်။နော်။ယေရုရှလင်မြို့ကိုပြန်တီးဖို့အတွက်ဘုသူ့ကိုတုံးလဲသိလား။ဟုတ်တယ်နေရမီဆိုတော့ဘုသူကလှုပ်လှုပ်သွားရတယ်။ဘုရင်အဲ့ဒီဘုရင်ကယုံကြည်သူမဟုတ်ဘူးနော်။ဘုရားကိုကိုးကွယ်မဟုတ်ဘူး။ Cyrus ဆိုတဲ့ဘုရင်နော်။သူကလည်းဘုသူသူ့ကိုတုံးတာပဲ။တုံးတာပဲ။ဟုတ်တယ်သူတုံးကျင်လူတုံးမှာနော်။ ျွန်တော်တို့ကယုံကြည်သူမယုံကြည်သူဘုရားသခင်သူကြိုက်တဲ့သူသုံးပါအဲ့တော့ဒီနေ့ပြန်ပြီးတော့မှကျွန်တော်အသက်တာထဲမှာလူကလည်းမပြောလို့မှဟိုလိုလူဒီလိုဘုရားသခင်အစီအစဉ်ရှိပါတယ်နော်ဘုရားသခင်အစီအစဉ်ရှိပါတယ်တခါကျရင်ကျွန်တော်ကိုရီးယားအသင်းတော်အခုအခုခဏတော့ပါစတာဦးကနော်ပြောသွားတယ်ဘယ်လိုဆူတောင်းမလဲနော်ဟာအခုတို့ရဲ့စီမင်းတွေကဒီလိုရှိတယ်နော်စီနပါစတယောက်ကဒီလို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 ဖြစ်ရမယ်အကျွန်တော်တို့ပြောဘုရားသခင်ခန့်တဲ့သူတို့သူငယ်ချင်းလဲငယ်ပဲနော် အေးသူတို့ရဲ့တက်မထတဲ့ဘောင်ထဲမှာလည်းရှိချင်မှလည်းရှိမှာပေါ့နော်ဒါမှမဟုတ်ဘုရားသခင်ခန့်လာပြီဆိုရင်တော့အောင်စရာဖြစ်မှာပဲနော်အေးဖြစ်မှာပဲ prophet တွေကိုလုတ်တဲ့ခါမှာ prophet တွေမှာ jeremiah နော်သူကငယ်သေးတယ်ငယ်တဲ့ကြောင့်သူကဖြစ်လေသူကသူအားငယ်တယ်မင်းအသက်ငယ်တယ်ဆိုတော့ဖြစ်လေအဘမမင်းစိတ်ပြတ်နေအားငယ်မနေနဲ့တဲ့သွားတယ်မင်းဘာပြောမှဆိုလဲစိုးရိမ်နေတယ်မင်းပြောမယ့်စကားကိုမင်းပါစတဲ့မှာ ငါထက်လိုက်မယ်လို့လို့လားအော်ဆရာကြီးနော်အဲ့သူကနေကင်မရာရပဲကိုကိုကိုအထွေဒီနေ့ကျွန်တော်တို့နော်ဒီမှာရှိတဲ့သူတွေကျွန်စဉ်းစားကြည့်တယ်ဘယ်လိုပုံစံနဲ့ပြန်တွေ့မလဲတကွေ့ဝေးမှာနော်အေးတကွေ့ဝေးမှာတော့ပြန်တွေ့ဦးမှာလေဘယ်ပုံစံနဲ့တွေ့မလဲတော့မသိဘူးနော်အေးကျွန်တော်တို့စိတ်လို့ရှာတယ်အဲကျွန်တော်အဲ့ဒါကိုစိတ်လို့ရှာတယ်နော်ဘယ်တကွေးကမှာဘယ်ပုံစံနဲ့ပြောင်းနေကျွန်တော်တို့တက်ရှိမှာနောက်တော့10နှစ် ငါနဲ့စသည်ဖြင့်အဲ့ဒီပတ်ဝန်းကျင်မှာဘယ်လိုတွေ့မလဲကျွန်တော်အားပေးခြင်းနဲ့ဘုရားသခင်ဟာကျွန်တော်နဲ့အတူရှိနေတယ်သူကတိတော်အတိုင်းနော်သူမှအံ့ဩပဲကောင်းတဲ့ခြင်းစဉ်ရှိတယ်ဘုရားကကျွန်တော်တို့ကိုဘာဖြစ်လဲသူ့ရဲ့ဝိညာဉ်ကိုတော်ပေးထားတာနော်သူ့ဝိညာဉ်ပြသူကိုယ်တိုင်မှာပဲတကယ်တော့ဘုရားသခင်ဆိုတော့ဝိညာဉ်တော်ဘုရားပဲလေနော်သူကိုယ်တိုင်ပေးထားတာဘာမှပေးစရာမရှိတော့ကုန်ပြီလေသူကိုယ်တိုင်ပေးထားတာကိုသူကိုယ်သူပေးထားတာကျွန်တော်တို့ဒါမှမဟုတ်ကျွန်တော်တို့ကတော့သူ့ကိုပြန်ပေးဖို့ အစင်းနေမဖြစ်မို့တွန်းကိုတွန်းတုံနေတာစက်ကဖို့နော်အချိန်ပြည့်နော်ဖះအတွက်လှုပ်ဖို့အေးနောက်ဆုံးကျွန်တော်ဖះကိုယုံဖို့တော့မဖြစ်လေယုံရင်ကောင်းမလားဆိုတော့ဟောယုံရင်ကောင်းမလားဟိုကအသေးခံပြီးတော့ခဲ့ပြီးပြီယုံရင်ကောင်းမလားမသိဘူးဆိုတော့စဉ်းစားလိုက်ရင်တော့နော်တုံ့လို့ဆရာကြီးတုံ့လို့ဆရာကြီးကျွန်တော်တခါကကိုးကွယ်ဖို့အစင်းနေမဖြစ်ဘူးဆူတောင်းဖို့လေအစင်းနေမဖြစ်ဘူး ခရပစရာကိုပြောသွားရင်နော်ကျွန်တော်ဒီဒီကြာကြီးကနှစ်90တွင်မှာအဲ့လိုအဲ့လိုမြင်ရတာကြီးနော်နှစ်90တွင်မှာအောင်းအောင်ပြောဒါကဘာပထမဥဆောင်ခဲ့တဲ့သူတွေကဘလို့မျိုးနဲ့ဥဆောင်ခဲ့တာလဲဟုတ်တယ်ဒူးပေါ်မှာပဲကျွန်တော်ကြားဖို့မယ် big break ဆိုကြားဘူးလား big break CCC ဆိုတဲ့ Camper Crusade for Christ ရဲ့ director ပေါ့နော်သူကဗမာပြည်ကိုလာတဲ့အချိန်မှာကျွန်တော်တော့မမြင်လိုက်ရပါဘူးနော်ဗမာပြည်ကိုလာဗမာပြည်မှာလည်း CCC အဲ့ဟိုပေါ့ Democracy for Christ ဆိုတဲ့တက်တူခရီးယံနော်ဒီတတိခံလုပ်ငန်းရှိတယ်အဲ့တော့ Baybreak Grand လာပြီးတော့မှအဲ့မဲ့စကားပြောရကမှာသူကတဲ့အဲ့ဒီလုပ်ငန်းအတွက်ဒီအောင်မြင်မှုတွေကဘာကြောင့်လဲလို့ပြောသူဒူးကိုလှမ်းပြတယ်သူဒူးကအမာယူကြီးပဲတဲ့ဒူးပေါ်မှာဘာဖြစ်လဲအသက်ရှင်နေတဲ့အဲ့လိုပဲဒီဆရာကြီးလည်းပဲဒူးပေါ်မှာဖြစ်သူကအသက်ရှင်နေနော်နောက်ဆိုအသက်ကြီးလာတဲ့အခါဘေးထဲမှာတန်းလေးတစ်ခုထားရတယ် အဲ့တန်းလေးကိုသူကားအိုင်းပြီးတော့မှသူဆူတောင်းတယ်လို့ပြောတယ်တယောက်ဒီတိုင်းတောင်းလို့မရဘူးပေါ့နော်ဆိုတော့ဒီဆူတောင်းတဲ့အသက်တာကျွန်တော်တို့ကဆူတောင်းတာကိုဘယ်ရှင်းချက်မှပဲဆူတောင်းတာကိုဒီလောက်ထိကျွန်တော်အားကိုးသလားလှုပ်ကြည့်လိုက်အောင်မလဲဘာမှလှုပ်လို့မရဘူးဆိုမှဖြစ်လေဆူတောင်းကြည့်အောင်မလဲအော်မရလေအရင်ပေါ့လာသေးတယ်မရရင်အရင်နဲ့ရရင်တော့အမျက်ပေါ်တဲ့အော်သွားပြီအဲ့ဒါခရီးရနေနော်อืม ဲ့ဒါခရိယန်တကယ်တော့အဲဆူတောင်းတာကဘယ်သူကလုံမှာလဲကျွန်တော်ဆူတောင်းရင်ဖခင်လက်တော်ကလှုပ်ရှားတာလीနော်ဒါဆိုဘယ်သူလုံမှာလဲဖခင်တို့ဒါဆိုရင်ကျွန်တော်အရင်ဆုံးပါလုံမှာလဲဟာဆူတောင်းမှုပဲလေပြဿနာတစ်ခုရှင်လာပြီဆိုဘာဖြစ်လဲဆူတောင်းမယ်ဒါပြီးတော့ကျွန်တော်လှုပ်ရှားချက်ဘာဖြစ်လဲဘုရားသခင်ခွင့်ပေးတဲ့အတိုင်းကျွန်တော်လုပ်တော့အောင်အဲ့တော့အားပေးကြပါလေနော်ဒီနေ့ကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းပိုက်ကလေးတွေကလည်းပဲ ကျွန်တော်တယောက်စီတိုင်းကိုစကားပြောမှလို့ကျွန်တော်ယုံကြည်ပါတယ်เนาะဘုရားသခင်အတူပါရှိလာတဲ့ခါမှာဘုရားကဘုရားရဲ့အတူပါရှိခြင်းဟာကျွန်တော်တို့အတွက်အရာခက်သိမ်းဖို့ဖြစ်လေကြော်လွှားဖို့အတွက်အစင်းသင်းဖြစ်ပါတယ်เนาะကျွန်တော်တို့အားဖြစ်ပါတယ်ကိုတော်သူရှိနေတဲ့ခြင်းအပေါ်မှာအမြဲတမ်းစိတ်ချပါเนาะကိုတော်တတ်နိုင်ခြင်းပေါ်မှာအမြဲတမ်းဘာဖြစ်လဲကျွန်တော်တို့ဟိုမျောလင့်ပါเนาะသူရဲ့တတ်နိုင်ခြင်းပေါ်အမြဲတမ်းမျောလင့်ပါ သူတဏ္ဍာရင်မှာမျောလင့်မယ်စိတ်ချမယ်ဆိုရင်အဲ့ဒါယုံကြည်ခြင်းပါပဲနော်ကျွန်တော်ယုံကြည်တယ်ဆိုခုခုယုံကြည်နေမှာဖြစ်လေဖះဘုံမှာယုံကြည်ဖះငါတို့နဲ့အတူရှိတယ်ဆိုတဲ့ပုံမှာ God with us ဆိုတဲ့ပုံမှာဖြစ်လေအေးစိတ်ချမှုရှိနေတယ်အဲ့တော့ကျွန်တော်အားကိုးသွားပြီးတော့ဆူတောင်းမယ်အခုမြန်မာပြည်အခြေအနေပဲဖြစ်စီဘာတွေပဲဖြစ်စီကိုယ့်အခြေအနေအားလုံးဖြစ်ဖြစ်ဖះလက်ထက်မှာပဲစိတ်ချလက်ချနေကျွန်တော်အနှံ့ပြီးတော့မှဆူတောင်းပြီးတော့မှအသက်ရှင်ဖို့နော်ဖះသခင်ရဲ့အတူရှိခြင်းနဲ့ဆက်ဆိုင်တဲ့အကြောင်းအရာကိုကျွန်တော်အလေးပေးပြီးတော့မှ ဒီနေ့ဝင်မြတ်ပါတယ်တယောက်တိုင်းပုံမှာဖျားရှင်ကောင်းကြီးပြပါစေ